့စီလေးပြန်ရမယ်ရေလေးလေးနည်းနည်းကျန်ရမယ်ဒါမှထမင်းနဲ့ဆန်းစားတဲ့ခါကျရင်ပြင်ပြမှာပေါ့နော်ကျွန်တော်ဒီမြန်မာနိုင်ငံမှာနေတော့ဝတ်သားကိုပဲအစီတိတ်ပြီးတော့မကြိုက်ဘူးပေါ့နော်ကိုရီးယားရောက်မှဗတာအစီစားရတာကြိုက်တယ်လာပါခင်ဗျာကျွန်တော်ဒီနေ့ဝမ်းမြချင်အစီပြန်ဟင်းလေးချက်ဆံမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပုံမှန်တော့ဝမ်းမြချင်ကိုကျွန်တော်အရေးတော်ဟင်းချက်ဆံတာများတယ်ပေါ့နော်ဒီနေ့ကတော့နိုင်ငံခြားရောက်နေတဲ့အဝေးရောက်ညီကိုတွေအတွက် ဖမ်းမြချင်စီပြနှမ်းချန်နီလေးကိုပြေချာလေးရိုက်ပြပေးပါခင်ဗျာဒါကတော့ကျွန်တော်ဂျင်းရဲ့စက်တင်ဘီရဲ့စက်တင်နီရဲ့ကိုပြေချာချာထောင်းပြီးတော့ကျွန်မဟိုအယောင်တင်လေးနဲ့စနင်းမဟုတ်လေးနဲ့စီမွေးအရင်တက်ပါမယ်ခင်ဗျာဒီဝတာတော့ပြေချာနေတော့တုံးလေးတုံးပြီးတော့ကျွန်တော်စားရဲ့ချုံမုတ်ရဲ့စက်သားမုတ်ရဲ့အပြာရည်လေးရဲ့နည်းနည်းလေးထည့်ပြီးတော့ဗောနော်ပြေချာလေးအရသာနှက်ထားပြီးထားလေးပါကျွန်တော်ကတော့ဒါကိုရီးယားမှာဖြစ်တဲ့အတွက် ဒါ time back ကလာတဲ့ ready made ညချင်တော်လေးဖြစ်ပါတယ်အာရှမတ်ဒီမှာဝယ်လို့ရပါတယ်ခင်ဗျာအဲစီမွေးတက်ပါမယ်ခင်ဗျာကျွန်တော်ချက်ပြန်စီမွေးတက်တဲ့အခါမှာဒီအနံလေးမှုေးပြီးတော့ချက်ပြန်လေးချက်ပြီးဆိုရင်ကျွန်တော်ဒီအရာတိုင်းနဲ့နှက်ထားတဲ့ဝတ်သားလေးကိုဖြတ်လိုက်ပါမယ်ခင်ဗျာ နောက်ဝသားလေးထည့်ပြီးတော့ဆောင်းမလေးနဲ့ကျွန်တော်တို့တောင်မွေမြောင်းမွေလေးမွေလိုက်ပါမယ်။နောက်ချက်ပြန်စီမွေးတက်ထားတာနဲ့ဝသားလေးနဲ့ဒေချာနှံ့အောင်လို့မွေပြီးတော့ကျွန်တော်9မိနစ်ဝင်းကျင်တော့ဗောနော်။နန်ဒီဝသားလေးလုံးတော့အောင်လို့အဖုံးလေးအုပ်ထားလိုက်ပါမယ်ခင်ဗျာ။ကျွန်တော်ဝက်သားလေးကိုကျွန်တော်အဖုံးအော့ပြီးတော့ ဒီမိနစ်20လောက်နေတော့ကြာဝတ်သားဒီလိုအနေထားဖြစ်သွားပြီပေါ့နော်ဒီအချိန်မှာကျွန်တော်တို့မြင့်ရှင်ထည့်ပါမယ်ခင်ဗျာမြင့်ရှင်ကတော့ကိုရီးယားမှာဆိုရင်ဒါအာချမတ်တင်မှာဝယ်လို့ရပါတယ်ခင်ဗျာဒီတော့ကျွန်တော်မြင့်ရှင်ရဲ့ဝတ်သားနဲ့ရောသမောင်းမှုရောင်လို့ဂျောင်းမလေးနဲ့မှုရောင်မယ် ျွန်တော်ပုံမှန်ကတော့ဝက်မြစ်ချင်ကိုရေတောက်ပဲချက်စားတာများတယ်ဗျာ။အခုကတော့ကျွန်တော်အစီပြန်ဟင်းလေးချက်စားမှာဖြစ်ပါတယ်။အဝဒါနဲ့မြင့်ချင်ရောတေချာလေးဒီနှံ့နေရောမှုတ်ပြီးတော့ကြတော့ နော်ဝက်သားနဲ့မြင့်ချင်အရတာတစ်ခါတည်းဝင်တော့အောင်လို့ပေါ့နော်ပြီးရင်ဝက်သားလေးလည်းနည်းနည်းလေးမြူတော့အောင်လို့ကျွန်တော်ခြေလေးထည့်ပါမယ်ခင်ဗျာခဏအစီပြန်ချက်မှာဆိုတော့ခြေကဒီဝက်သားမြူတဲ့လောက်ပဲထည့်ပါမယ်ဒီတော့ကျွန်တော်ဒါ7မိနစ်15မိနစ်လောက်အဖုံးလေးအုပ်ထားပါမယ်ခင်ဗျာ ဒါခုဆိုရင်တော့ကျွန်တော်7မိနစ်15မိနစ်လောက်အောက်ထားပြီးဝတ်သားမြှင့်ချင်လေးပေါ့နော်ရေကြံစီပြန်ဟင်းလေးရပါပြီခင်ဗျာရေလေးလည်းနည်းနည်းကြံမယ်စီလေးလည်းပြန်မယ်ဒီနီးလေးအတိုင်းလေးပဲဒီအဝေးရောက်ဒီကိုယ်ရေလိုက်ပြီးတော့ချက်စားကြည့်ပေါ့နော်အရန်ဆလို့ကောင်းတယ်မြက်ဒီမြှင့်ချင်တဲ့ဝတ်သားနဲ့အရသာတော်တော်လေးကိုရှယ်ပဲဒါကတော့စီပြန်ဟင်းပေါ့နော်ကျွန်တော် ရှင်းဗီဒီယိုတစ်ခုမှာတော့ကျွန်တော်ဒီဝက်မြင့်ခြင်းချက်ပဲဒါမဲ့အဲ့မှာအရေးတောက်ပုံစံလေးကျွန်တော်ချက်ပြထားတယ်ပေါ့ဒါကတော့အစီအပြန်ဟဲ့မှာခင်ဗျာပတာလေးတော့အိပ်ပါတယ်ဟာဘလောက်အိပ်လဲဆိုတော့ကျွန်တော်ဆင်းလေးနဲ့ပဲကျွန်တော်နှိုက်ကြတယ်ဒီမှာပတာကဆင်းတဲ့ကိုတော်တော်လေးကိုဖဲ့လို့ရတာဒီမှာရှယ်ပဲဒီကြံရေးချင်လေးစီလေးပြရမယ်ဂျီလေးလေးနည်းနည်းကြံရမယ်ဒါမှသမင်းနဲ့ဆန်းစားတဲ့ခါကျရင် ပြင်ပြပါဘောနော်ဒါပါခင်ဗျာ完美前前零点，谢谢。虽然没，到底你们那个嘛牛啊咯？我打我个西代比我们在乎呢。古里亚要嘛，我打西沙了在乎。嘛，我打了了一，谢谢。啥叫王姑娘？ ဒါလေးကတော့ကျွန်တော်ဒါမနက်ကချက်ပါတယ်ကစင်းရက်နဲ့ဒီမုံကြီးရက်နဲ့အချင်းဟင်းလေးပေါ့နော်ကျွန်တော်အချင်းဟင်းလေးချက်တယ်နောက်ရကြတော့အချင်းဟင်းချန်ဒီလေးလည်းဒီချက်လေးရပြပြီလွယ်ပါတယ်အဲ့ဒါဘလူတိုင်းတော့ချက်တတ်မယ်ကျွန်တော်ဒါပေမဲ့ကျွန်တော်ချက်ပြပြပါမယ်ခင်ဗျာอืม တရားဝတ်သားတွေကကျွန်တော်အစီအရလို့ဒီသုံးတက်တာမဟုတ်ဘူးနော်အစီအရအခေါက်ရယ်အသားရယ်တော့မရှိဘူးဒီမှာအခေါက်မရှိဘူးအခေါက်တွေကတော်တော်ချရတယ်ဒီမှာသူကအခေါက်တွေကဒီစပြီးတော့ဝတ်သားလောက်တယ်ဆိုတော့အခေါက်တွေဖြေချာပြန်ဖယ်ပြတာပေါ့နော်အဲအသားနဲ့ကျွန်တော်အစီအရနဲ့ပဲဖြေရပါနော်ဆရာကနှုတ်ဆက်လက်ချတာဆိုတော့မိလဲမိရော ဘူးလာပြည့်ရမှာလောအောင်အေးစမ်းပြီးတော့ပတ်ဒီကဘာမြင့်ချင်လဲကစင်းနဲ့မုံကြီးနဲ့အချင်းနှင်းရဲ့ ခုလိုနေအဲ့ဒါပါလဲဆိုအညာညုတ်လေးတောင်းပြတ်တယ်ဘာလက်ပါမယ်လीအညာညုတ်လေးတောင်းလေးနေဆိုရင်တော့ရာရာပြည့်စုံသွားကျွန်တော်ဆက်ပြီးတော့စားလိုက်ပါမယ်ခင်ဗျာနားဖို့ရမှာပြန်လေးဆုံးပြပါမယ်ခင်ဗျာအားလုံးမတက်တာလား